အာတိန်ထောက်ချောင်းဘုလောက်ရှိတယ်အများကြီးပဲအဝယ်စားတွေရာလေအဲ့တော့ဒါအမကနေပြီးတော့နေရာနဲ့ခွဲပြီးတော့ပြန်လူပေးတာပါဒီတက်မှာအနှွေးတယ်လည်းပါတယ်ဂျမောက်မီလည်းပါတယ်အအစုံပေါ့နော်လူကြီးဝတ်တွေဆိုတော့ဒါကတော့အခုတစ်ခေါက်ကတော့ကိုယ့်ရဲ့ခေဟာရှေ့မှာအာဒါဒီတောင်တကုံကပေါ့ ကိုယ့်ခေယာရှေ့ရကိုယ့်ရဲ့ရက်ွက်သူရက်ွက်သားတွေလည်းပါဝင်တယ်လို့အဝေးကနေလာကြတဲ့သူတွေလည်းရှိကြတယ်ဆိုတဲ့အခါကျတော့ဒါခေယာရှေ့မှာပထမဆုံးနေနဲ့လှူပေးတာပေါ့နော်ဒီဆောင်းရာဒီမှာအနှွေးတယ်တွေလည်းလိုတယ်လို့နောက်တစ်ခါဟိုနေရာဒီမှာဝတ်ဖို့စွတ်ကြည်လည်းပါတယ်နောက်ဂျင်မောက်မီလည်းပါတယ်ဆိုတော့ရာဒီဆောင်ဝတ်လို့ရတဲ့ဝတ်ထည်တွေပေါ့နော်အဓိကကတော့ခုနှစ်သားမျိုးလှူပေးဖို့အတွက်အမောက်လှူပေးတဲ့ကုမ္ပဏီကိုလည်းကျေးဇူးတင်တယ်ပြီးတော့ဒီနေ့ဆိုလို့ရှိရင်လည်းအမအများကြီးကိုပြန်လှူပေးရတဲ့အတွက်လည်းအမဝမ်းသာပီတိဖြစ်တယ်ပေါ့နော်ဟိုကိုယ့်ရဲ့ ဟိုဒီရက်ွက်တွေရက်ွက်သားတွေပြန်ဆောက်ရှောက်တဲ့အနေနဲ့တောင်းတကုန်ခရရှိမှပြုပေးတာပေါ့နော်ဟုတ်အဲ့ဒီအဖွားကိုအမြဲတမ်းစနေတယ်သူကသူအဖွားကိုအသက်ပြန်ငယ်သွားတယ်ဆိုသူအရန်သဘောကျတယ်အဲ့တော့ကိုကိုပေးလိုက်တဲ့အရာလေးကိုအဲ့လိုမျိုးလေးတမျက်မျိုးဟိုချက်ချင်းဝှက်လိုက်တဲ့အခါကျတော့ပျော်သွားတာပေါ့ကြည်ပြီးတော့ဟုတ် အော်ဒီဒါကတော့အမောင်ကော်မတီကနေပြီးတော့အမောင်လှူပေးထားတာပေါ့နော်အော်တိန်း၆၆ဘူလောက်ရှိတယ်အများကြီးပဲအဝယ်စားတွေရာလေအဲ့တော့ဒါအမောင်ကနေပြီးတော့နေရာတွေခွဲပြီးတော့ပြန်လှူပေးတာပါဒီတက်မှာအလွေးတိုင်လည်းပါတယ်ဂျင်မောက်မီလည်းပါတယ်အအစုံပေါ့နော်လူကြီးဝတ်တွေဆိုတော့ဒါကတော့အခုတစ်ခေါက်ကတော့ကိုယ့်ရဲ့ခေဟာရှိမှာအာဒါဒီတောင်တကုံကပေါ့ကိုယ့်ခေဟာရှိရကိုယ့်ရဲ့ရက်ွက်သူရက်ွက်သားတွေလည်းပါဝင်သလိုအဝေးကနေလာကြတဲ့သူတွေလည်းရှိကြတယ်ဆိုတဲ့အခါကျတော့ဒါခေဟာရှိမှာပထမဆုံးနေနဲ့လှူပေးတာပေါ့နော်နောက်ခွဲပြီးတော့လည်းတခြားနေရာတွေမှာထပ်ပြီးတော့လှူအောင်ပါပါ ှင်ဟုတ်အခုဆိုလို့ရှိရင်အမဟိုဒါဒုတိယချိန်မြောက်လှူပေးတာရေဘေးမှာတော့လည်းအမရေဘေးကက်ဆယ်ရင်လောက်တဲ့ချိန်မှာဒါအထက်9000လှူပေးထားမှုတယ်ဒါဆိုတော့ဒါဒုတိယချိန်မြောက်ပေါ့နော်ဟုတ်အော်ပထမဆုံးအနေနဲ့အမဟိုဒါပေါ့နော်ယုံကြည်ပြီးတော့လှူပေးတဲ့ကုမ္ပဏီကိုလည်းအမကျေးဇူးအများကြီးတင်ပါတယ်အဲဒါရေဘေးတော့တော့တကယ်အခက်အခဲဖြစ်နေတဲ့နေရာတွေကိုလှူပေးရတာပေါ့အခုကျတော့လည်းဒါဒီဆောင်းရာသီမှာအနှွေးတယ်တွေလည်းလှူသလိုနောက်တစ်ခါဟိုနေရာဒီမှာဝတ်ဖို့စစ်ကြေးကြီးလည်းပါတယ်နောက်ဂျမောက်မီလည်းပါတယ်ဆိုတော့ရာသီဆောင်ဝတ်လို့ရတဲ့ဝတ်ထည်တွေပေါ့နော်အဓိကကတော့ခနဲ့သားမျိုးကိုလှူပေးဖို့အတွက်အမလှူပေးတဲ့ကုမ္ပဏီကို လည်းကျေးဇူးတင်တယ်ပြီးတော့ဒီနေ့ဆိုလို့ရှိရင်လည်းအမအများကြီးကိုပြန်လှူပေးရအတွက်လည်းအမဝမ်းသာပီတိဖြစ်တယ်ပေါ့နော်ဒါအမတို့ကဒါဘာဖြစ်ဖြစ်ဒါဂျားတွေကနေကုသို့ ပေါင်းကူတရားလေးတခုပါပဲဟုတ်အဒီတောင်တော်ကတော့ကိုယ့်ရဲ့ဒါရက်ွက်သူရက်ွက်သားတွေဖြစ်နေပြီဆိုတော့ကိုပြန်ဆောက်ရှောက်အောင်မယ်တို့လည်းကိုပြန်ဆောက်ရှောက်တယ်အဲဆိုတဲ့အခါကျတော့ကိုယ်လည်းပြန်ဆောက်ရှောက်မယ်တာဝန်ရှိတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လက်လက်လက်စားသမားတွေများတယ်အဲဒီမှာဟိုဒီအနှင်းရင်သမားတွေအဲလည်းရှိကြသလိုနောက်ဟိုဈေးဈေးတဲ့တွေလည်းရှိကြတဲ့အခါကျတော့တို့တွေအတွက်အများကြီးသုံးဝင်တယ်ကလေးတွေလည်းရှိကြတော့လေအဲ့တော့ဒါအမကတော့ဒါဟိုကိုယ့်ရဲ့ ဟိုဒီရက်ွက်သူရက်ွက်သားတွေပြန်ဆောက်ရှောက်တဲ့အနေနဲ့တောင်ရုံကခရီးရှိမှပြူပေးတာပေါ့နော်ဟုတ်ပျော်ကအနည်းတယ်ဘုတော့အဲ့အဖွားကိုအများနဲ့စနေတယ်သူကသူအဖွားကိုအသက်ပြန်ငယ်သွားတယ်ဆိုသူအရန်သဘောကြတယ်အဲ့တော့ဟိုကိုပေးလိုက်တဲ့အရာလေးကိုအဲ့လိုမျိုးလေးတမျက်မျိုးဟိုချက်ချင်းဝတ်လိုက်တဲ့အခါကျတော့ပျော်ရတာပေါ့ကြည်ပြီးတော့ဟုတ်အဓိကအမကလေဒီတောင်ရုံမှာဒီခရီးလေးကိုဒီမြေကွက်ကလေးစပြီးတော့အလူခံရလာတဲ့အချိန်မှာဒီညာတော်တော်လေးမခွင့်ပြိုးဘူးပြီးတော့ဟိုအင်ဂျီတွေကလည်းနည်းနည်း နဲနေပေါ့နော်ဆိုတဲ့အခါကျတော့ပထမတော့မှဒီကလေးညိုဒီနားမှာဖွင့်လို့အဆင်ပြေပါမလားပြီးတော့ဒီမှာဆိုလို့ရှိရင်အမဟိုနည်းနည်းစိုးရိမ်တာပေါ့လေဟိုရံဖြစ်တာတွေဘာတွေညာရင်နဲ့ဆိုတော့အမဖွင့်လို့အဆင်ပြေပါမလားဆိုစဉ်းစားမိဒါပေမဲ့ဖွင့်လိုက်တဲ့အချိန်ကျတော့ဒီပက်ရက်ကွက်ခါပဲပြန်ပြီးတော့ဆောက်ရှောက်ပြီးတယ်အကုန်လုံးကလည်းဒီအမကလေးတွေအလူတမ်းပဲရှိရှိအဲနောက်တစ်ခါကလေးဘာကိစ္စပဲရှိရှိအကုန်လုံးလာဝိုင်းလုပ်ပေးတဲ့အခါကျတော့ဒါဒါရက်ကွက်ကပြန်ဆောက်ရှောက်ပြီးတဲ့ခေါ်ရမှာပေါ့ညာရင်ညာတာဆိုလည်းဒါမှအဓိကတော့ဟိုတခိုးတွေပါလေဆိုလည်းမရှိဘူးစိတ်ချလက်ချအိတ်လို့ရတယ်သူတို့ပြန်ဆောက်ရှောက် ်ပေးတယ်ဆိုတဲ့အခါကျတော့ကိုင်းကျုံမီကျွန်းခိုင်းမီပေါ့နော်အခုဆိုလို့ရှိရင်မခေယာနာမှာပတ်ဝန်းကျင်ကလည်းအများကြီးတန့်သွားပြီလမ်းနေမြေနေဆိုလို့ရှိရင်လည်းအရန်တန့်သွားပြီလမ်းနေလည်းအရန်ကောင်းသွားပြီဆိုတဲ့အခါကျတော့ဒါခေယာဖွင့်လိုက်ရတာလေကိုကိုလည်းအဆင်ပြေသွားသလိုသူတို့တက်လည်းပုံပြီးအဆင်ပြေသွားအဲ့တော့အမဘာလေးပဲလူလူဘာလေးပဲလွတ်လွတ်အဲ့ဒါရက်ွက်အမတို့ဒီခေယာပတ်ဝန်းကျင်ကိုအရင်ဦးစားပေးပြီးတော့အရင်လုပ်ပေးတာပေါ့ဟုတ်အေးအေးချက်နဲ့ပေါ့နော်အခုဥမာအော်ကလေးတွေမွေးနေပဲဖြစ်ဖြစ်အလှူတန်းတွေပဲရှိရှိဟိုဖျားကိစ္စအလှူတန်းပဲရှိရှိဆိုလို့ရှိရင်အမတို့ဟိုလာဝိုင်းလုပ်ပေးတဲ့သူတွေကအများ 阿姨呗。 ဲတဲ့အခါကျတော့တိတ်မပင်မန်းတော့ဘူးပေါ့အဲပစ္စည်းငားမယ်ဆိုလို့ရှိရင်လည်းတို့ကအကုန်လုံးသွားလုပ်ပေးတယ်ဆိုရယ်အဲ့လိုမြေတားအပြန်လန်ပေါ့နော်တို့ကလည်းကိုယ်စောင့်ရှောက်ပြီးတော့အမားတို့တွေအဆင်ပြေရတယ်ခလေးတွေအတွက်အဆင်ပြေရတာတွေအများကြီးရှိသလိုအမားတို့ကလည်းပြန်ပြီးတော့ဒါအလှူတန်းတွေအမားတို့ကျတော့လည်းဒါခုနှစ်သားသမီးအလှူရှင်တွေရှိတဲ့အခါကျတော့ကို့မှာပိုတဲ့ဒီမှာဆိုခလေးတွေများရတယ်များတဲ့အခါကျတော့ကို့ခလေးတွေအတုံးမလို့တော့တဲ့ဟာတွေအဲပေါ့အဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်ဒီကခလေးတွေပြန်ပေးတယ်ကစားတဲ့ဟာတွေဆိုလို့ရှိရင်အမားတို့နေရာမှာကစားဖို့နေရာအခက်အခဲရှိတဲ့အခါကျဒီဟိုလမ်းထိန်တာမှာတို့တို့အတွက်ကစားကုန်လေးအဲအမပေးထ ရရင်တော့တို့ရက်ွက်ထဲကလူတွေကလေးတွေပေါ့စုပြီးကစားကြတယ်အဲအဲ့လိုမျိုးလေးမှလုပ်ပေးထားတယ်ဟုတ်ဒါတောင်တကုံကတော့ကလေးတွေအတွက်အအကုန်လုံးအတွက်ပေါ့အသေးနှလုံးပဲပြောရမှာပေါ့နော်အဲဒီအခုဥမာဆိုလို့ရှိရင်အဒီညာရေးညတာပဲဖြစ်ဖြစ်ဟိုမှာငလျင်တံပဲဖြစ်ဖြစ်အဲ့လိုမျိုးတခုဘေးတွေပါဆိုလို့ရှိရင်ဒီတောင်တကုံပတ်ဝန်းကျင်ကအကုန်လုံးဆောက်ရှောက်ပေးတယ်အဲရက်ွက်ကရောလူကြီးတွေကအစအကုန်လုံးဆောက်ရှောက်ပေးတယ်ဆိုတဲ့အခါကျတော့အမားတို့ကဟိုစိတ်အေးလက်အေးနဲ့အေးစစ်စစ်နေလို့ရတယ်ပေါ့နော်ဟောဒီနေ့ကတော့အခုဒီလိုမျိုးလာပြီးတော့ ော့အာအနှွေးတွေတွေပေါ့အနှွေးတွေတွေများတယ်အဲဘောင်းမီတွေလည်းများတယ် တဲ့အခါကျတော့ဒါအခုတို့ကြည့်ပြီးကိုက channel လေးနော်အခုရာသီတို့ကပို့ပြီးတော့အေးတဲ့အခါကျတော့ဒါတို့ကြည့်မစိတ်ထဲမှာနှုတ်ထွက်မှုတွေအများကြီးရပါတယ်ခလေးတွေအတွက်ကတော့ဟိုဒါကတော့ပုံမှန်သွားနေကြအတိုင်းပဲပေါ့နော်တို့အတွက်ကတော့ဒါအခုကြောင်းသွားတယ်နောက်စက်တောင်ဝင်းသွားတယ်အခုနွေရာသီဆိုလို့ရှိရင်တော့ရေကူးတင်ပေးမယ်လို့စဉ်းစားထားတယ်နောက်ဟိုဒါရေကူးကတော့ဒါတို့သူတို့အခုတွေက try မှလေငငယ်တော့ကိုမလုတ်ခရရတဲ့ဟာတွေပေါ့နော်မလုတ်ခရရဆိုတော့လုတ်ဖို့လဲငငယ်ကိုငငယ်တော့ကျတော့အဲ့လောက်ထိမစင်စားမိဘူးအခုဒီ back kit မှာဟို ဟိုဆိုလို့ရှိရင်ကလေးတွေအရန် bright ဖြစ်တယ်လေပြီးရဲ့အခါကျတော့ခုဆိုလို့ရှိရင်အားကစားရန်လှုပ်ရှင်ဒါမှဒီအသက်ရွယ်ကြတော့အားကစားလို့ဆိုပြည့်စပ်ပေါ်မှာတော့မနေစိတ်မပါအော်မောတာလည်းပါတယ်မောလည်းတိတ်မခံနိုင်ဘူးပေါ့နော်ပြည့်ရခါကျတော့ငငယ်တည်းကလုံမှာအဲအားကစားကိုကလေးတွေပို့ပြီးတော့လှုပ်စေခြင်းနဲ့ဆိုတဲ့ခါကျတော့ရေကူးတင်တဲ့နေရာလေးကြားလို့ရှိရင်တက်ပေါ့ လုပ်ပေးမယ်ဒါအဲ့ခါကျတော့မှဝါနာပါတဲ့ကလေးတွေကြတော့လေသူကသူပါတဲ့အလျောက်ဆက်ပြီးတော့လုပ်ပေးမှာပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ကလေးတွေနဲ့ပတ်သက်ပြီးတော့အခုကလောမှာတလာပိုင်းပေါ့တလာပိုင်းတော့ရက်မှန်းထားတယ်အဲ့ဒီမှာရဲရစားလေးရွေးပြီးတော့တလာပိုင်းမှာကိုကရကိုဖွင့်ဖို့စဉ်းစားထားပါတယ်ရှင်အင်းပြေးနေရမှာအပြေးရလဲကောင်းပါလေဟိုကလောင်းမှာကြတော့လဲလေခလေးတွေရာတိဥတုအရာဟိုသူတို့အတွက်ကောင်းတယ်အဲကောင်းတယ်ပြီးတော့တချို့ပတ်ဝန်းကျင်ဝေးတဲ့အခါကျတော့တချို့ခလေးတွေကြတော့ ဩဒီဘက်ကိုလာပို့ရတာခက်ခဲတဲ့ဟာတွေရှိတယ်။ပြီးတော့ကိုပြန်ပြီးတော့ဆောက်ရှောက်ပဲအပိုင်းမှာချိုးကြတော့လည်းအဲ့လိုမျိုးဒုက္ခရောက်တဲ့ကလေးတွေရှိတယ်။ဒီအခါကျတော့လန်ခီကြောင်ကိုစီမရောက်တဲ့ကလေးတွေလည်းရှိတယ်။ပြီးတော့ကလုံးမှာကျတော့ဒီလိုဆွန့်ပြစ်တဲ့ကလေးတွေရောနောက်တစ်ခါကျတော့ဒီဟိုစီယန်နံပါတ်တဲ့ကလေးတွေစာတင်ပေးဖို့တွေပါတယ်ရောအကုန်လုံးမထေးပေးခြင်းနဲ့ပြန်လုပ်ပေးမှာပါ။